လူဂျီမင်းတို့ရဲ့ EA ထက်မျက်နှာပိုများတဲ့ငရဲဆောင်ခွေ Severus ကမ္ဘာပေါ်ကဘာသာရေးပေါင်းစုံနဲ့ဒဏ္ဍာရီတော်တော်များများမှာမြေရောက်ခပါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတွေ့ရတတ်ပြီးတော့အဲ့နေရာတွေကိုတကူကြီးလုံးနဲ့နေဖျားတွေဒဏ္ဍာရီသာတရဝါကြီးတွေကစောင့်ချက်ကြရလို့သိရပါတယ်။ Greek mythology မှာတော့ Severus လို့အမည်ရတဲ့ငရဲခွေကြီးကိုမြေရောက်ခပါရဲ့ကာဝယ်သူဖြစ်ဖော်ပြထားပါတယ်။ Severus ဟာဆိုရင်အရွယ်စားကြီးမားလို့မျိုးတော့သူ့ရဲ့ပုံစံတန်းဟာခန္ဓာကိုယ်နဲ့တဆက်တည်းဖြစ်နေတဲ့ခေါင်းသုံးလုံးအစိတ်တွေစီးစစ်နေတဲ့ထက်မြက်တဲ့သွားတွေချင်းတဲ့တကောင်ရဲ့လက်သေး လေဆံမွေးနဲ့အမီကလည်းမွေတွေနဲ့ပြည့်နေနေတာဖြစ်ပြီးတော့အလွန်အမကြောက်စရာကောင်းလာပါတယ်။ Severus ဟာ Medusa လိုမျိုးအစွမ်းရှိပြီးတော့သူနဲ့မျက်လုံးချင်းစုံပြီးတဲ့ဘသူမဆိုကြောက်ရွံ့ဖြစ်သွားမှာပဲဖြစ်ပါတယ်။ Severus ဟာမကောင်းဆိုးဝါးတွေအလုံးကြောက်ရတဲ့ထိုင်ဖုံနဲ့ Ichida ဆိုတဲ့လူတစ်ပိုင်းမွေတွေမကောင်းဆိုးဝါးကနေဆင်းသက်လာတာဖြစ်ပြီးတော့ Ichida ကိုမကောင်းဆိုးဝါးတွေအလုံးရဲ့မိခင်လို့လည်းသိကြပါတယ်။ Severus ဟာငရဲနတ်ဖေဟာ Hades ရဲ့တစ္ဆာရှိအစီကံဖြစ်ပြီးတော့ Hades က Severus ကိုငရဲတကားနားမှာတန်ကျိုးခတ်ထားပြီးမြေအောက်ကပါ ါကိုစောင့်ချက်စီပါတယ်။ Severus ဟာမြေရောက်ကဘာရဲ့အဓိကဝင်ပေါက်ဖြစ်တဲ့ Sith River ကိုအဓိကစောင့်ချက်ရပြီးတော့ငရဲအထွက်ပြေးတဲ့သူတွေနဲ့သူ့သခင် Hades ရဲ့ခွင့်ပြုချက်မပါဘဲငရဲကိုဝင်ရောက်လာတဲ့သူတွေကိုတားဆီးရပါတယ်။